ျွန်တော်တို့ဒေါ်လာညီကိုမောင်နှမတွေဒီလအဝတ်စားသစ်မဝယ်နေအောင်ဗျာဒီလကျွန်တော်တို့ရဲဘော်တွေဦးစားပေးအောင်ကျွန်တော်လည်းမဝယ်ဘူး PI မကွေးကရဲဘော်အယောက်100စာအတွက်ယူနီဖောင်းတွေစင်ပေးဖို့အဲကိုဝရန်ကြီးသိန်း200လောက်ရှာပေးပါဆိုပြီးတော့ PI မကွေးတာဝန်ရှိသူတွေကကျွန်တော်တာဝန်ပေးလာတယ်အဲ့တော့ကျွန်တော်တို့သိန်း200ရှာရမယ်မနေ့ကတော့ကိုပိုင်ချဲတို့သိန်း600ရှာဖွေမှုကျွန်တော်မှတ်တမ်းနေနဲ့စနေတကျကြံစီဘိုးဟာကိုရှင်းပြပြီးဖြစ်တယ် ဒီနေ့မှကျွန်တော်တို့ PI မကွေ့အတွက်ပြန်ပြီးတော့စပြီ20ကျော်ရင်ကျွန်တော် YouTube ကနေပြီးတော့ပတ်စံထွက်တယ်အဲ့ဒီပတ်စံနေရကျွန်တော်ရဲဘော်တအူးစာမြန်မာဝင်2သိန်းကျပ်ကျွန်တော်ကနေမတည်ပြီးတော့စတင်နေအဲ့တော့ကျွန်တော်တို့ညီကိုမောင်နှမတွေလည်းဒီလအဲအင်ကြီးအစ်စ်ဘောင်းမီအစ်စ်ဖနက်ကလေးတွေနောက်တစ်ခါတခြားအဲကို့အတွက်လိုတဲ့အရာလေးတွေကိုမဝယ်ကြနိုင်အောင်ဗျာဒီလရဲဘော်တွေကိုကျွန်တော်တို့ဦးစားပေးပြီးတော့ဒါလေးပြည့်သွားအောင်ရှာလိုက်ကြအောင်အဲ့တော့ဒေါ်လာကြီးမှကျွန်တော်တို့ နားနေလို့တော့မဖြစ်ဘူးကျွန်တော်ရဲ့ဟိုရည်စရာကောင်းတဲ့ဟိုဘယ်လိုပြောမလဲ commitment တစ်ခုကျွန်တော်ပြောပြမယ်ဒီလိုငွေတွေရှာတဲ့အခါမှာကျွန်တော်ဘယ်လိုမျိုးစဉ်းစားပြီးလုပ်လဲဆိုလို့ရှင်ကျွန်တော်ပေးရမယ့်အကျွေးပေးရမယ့်အကျွေးဘယ်လောက်ရှိတယ်ဆိုပြီးတော့စဉ်းစားချက်ထားပြီးတော့ငွေရှာတယ်ပေးရမယ့်အကျွေးဆိုတာကျွန်တော်ဆက်ရမယ့်အကျွေးအစစ်မှန်တော့မဟုတ်ပါဘူးဒါပေမဲ့ရဲဘော်တွေတပ်ဖွဲ့တွေကနေပြီးတော့ဒီလာတော့ကိုဝရန်သိန်း200ရှာပြီးဒီလာတော့100ရှာပြီးဒီ12လပိုင်းကုန်လို့ရှင်ကျွန်တော်တို့သိန်း500လောက်ရှာခြင်းတယ်တလားပိုင်းကြာလို့ရှင်သိန်း1000ရှာခြင်းတယ် ဒီလိုမျိုးတွေကျွန်တော်ကိုပြောလာတဲ့အခါမှာကျွန်တော် commitment ဂတိကဝတ်ပေးတယ်အဲ့ဒီဂတိကဝတ်ကိုကျွန်တော်ဆက်ရမယ်အကျွေးလို့သဘောထားပြီးတော့တော်လံပြည်သူတွေနဲ့အတူတူကျွန်တော်ရှာဖွေတယ်ပြည့်အောင်ရှာမယ်ကွာမဖြစ်ပြောင်းလုပ်မယ်ရဲဘော်တွေလုံးနေတာရဲဘော်တွေကယုံကြည်လို့အားကိုးလာတဲ့အားကိုးချက်ကိုပြည်သူတွေနဲ့အတူတူမရရအောင်ဖြည့်ဆည်းမယ်ဆိုတာမျိုးကျွန်တော်စိတ်ထဲမှာတတ်မှတ်ပြီးတော့လုပ်ပါတယ်အဲ့တော့ဒီတစ်ခေါက်မှာလဲ PRA မကွေးကရဲဘော်အယောက်100စာအတွက် ကျွန်တော်တို့ uniform နေစင်ပေးကြပါမယ်တယောက်တည်းတန်းနိုင်ရင်တယောက်တည်းတာဝန်ယူပါနှစ်ယောက်သုံးယောက်လောက်ပေါင်းပြီးတော့တန်းနိုင်ရင်လည်းနှစ်ယောက်သုံးယောက်ပေါင်းပြီးတော့တာဝန်ယူပါအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်9000 1500စာလက်ခံပါတယ်အားလုံးစူးစိလိုက်လို့ရှင်ရေဘော်တယောက်စာရပါပါတယောက်စာတယောက်စာတယောက်စာကနေပြီးတော့ကျွန်တော်တို့အယောက်တရာပြည့်တဲ့အထိကြိုးစားပါမယ်အများကြီးမရှာပါဘူးပိတ်200ပဲရှာမှာပါကျွန်တော်ကရေဘော်တယောက်စာကိုတာဝန်ယူပါတယ်ကျွန်တော်ချွေနေစာနဲ့တာဝန်ယူပါတယ်အဲ့တော့မင်းတို့ကနိုင်ငံခြားကနေပြီးတော့မင်းတို့က ကြီးကွယ်မြက်ကွယ်ကနေနေပြီးတော့မြောက်ပြနေကြတာရဲဘော်တွေကိုမြောက်ထိုးပင့်ကိုလုံနေကြတယ်ဆိုတော့6800သားတွေဘောမာတွေရဲ့စကားကိုကျွန်တော်အနာဆုံးပါပဲအဲ့တော့ကျွန်တော်တို့ကဘယ်နေရာဘယ်ဒေသရောက်ရောက်ရဲဘော်တွေနဲ့တသားတည်းရှိတယ်တသားတည်းရှိတယ်ဆိုတာနိုင်ရာတာဝန်တွေကိုအပြောနဲ့မဟုတ်ဘဲနဲ့လက်တွေ့ထမ်းရွက်နေကြတယ်ဆိုတာကိုပြသဖို့လိုပါတယ်ဒေါ်လာရင်းမှာအရင်ကာလတွေကပါခဲ့တာတွေဟိုအရင်တုန်းကလုပ်ခဲ့တာတွေအဲ့ဒါတွေကဒီပိုင်း ်အခုလက်ရှိမှာအားလုံးတာဝန်ထမ်းရမယ်ဂျိုင်းတူတွန်းရမယ်ကာလမှာလဲကျွန်တော်တို့အားရသွားလို့မရပါဘူးချွေးနေစာနဲ့ကျွန်တော်တို့ချိုးချံချွေတာပြီးတော့ကျွန်တော်တို့သုံးမဲ့အရာတွေကဒီလောက်တော့ကွာကျွန်တော်အရင်တစ်ခေါက်အရင်တစ်ရက်ကစင်တာတစ်ခုကိုသွားတော့အဲ့မှာဘောင်းမီအဲ့ဒီတဲ့ဘောင်းမီ အပြာရောင်လေးကျွန်တော်တအားကြိုက်တယ်ဝယ်ချင်တယ်ဆိုပြီးတော့စိတ်ထဲမှာအဲတင့်မှတ်ထားတယ်ဒါပေမဲ့အဲ့ဒါမဝယ်ဘူးဗျာကျွန်တော်ပူလာမဲ့ပူရှန်ဝေတဲကနေပြီးတော့ရဲဘော်တွေအတွက်ယူနီဖောင်း တယောက်စာအတွက်ကျွန်တော်တာဝန်ယူမယ်ဒီလိုမျိုးပဲကျွန်တော်တို့ဒီတလမော်ဝဲလိုက်ရလို့ဘာမှမဖြစ်ပါဘူးအဲ့တော့ကျွန်တော်တို့မျှပြီးတော့ထမ်းကြမယ်ရဲဘော်တွေမှာတစ်နှစ်လုံးနေလို့မှယူနီဖောင်းတစုံမလဲနိုင်ကြပါဘူးတပ်ဖွဲ့အများစုကမလဲနိုင်ကြပါဘူးတချို့ဆိုရင်တစ်နှစ်ကျော်ပြီးနှစ်နှစ်လောက်ရှိနေပြီးအဖာတရာဖြစ်နေပြီးဖင်ကွာကြားတွေပြဲလို့ချုပ်ဝလွန်းလို့အဲ့ဒီမှာဟိုမြင်လို့တော့မကောင်းတော့ဘူးအဲ့တော့ကျွန်တော်တို့ရဲဘော်အယောက်100စာအတွက် PI မကွေးရရဲဘော်အယောက်100စာအတွက်စပါပြီပါဝင်ပေးပါ ငွေလက်ခံမှာက PI မကွေးကစီစဉ်ပေးထားတဲ့အကောင့်တွေကလက်ခံပါမယ်ကျွန်တော်အမြဲတမ်းလုပ်တဲ့ပုံစံအတိုင်းကျွန်တော်ငွေတပြားတစ်ချက်မှကျွန်တော်စီစဉ်တဲ့အကောင့်တွေလက်မခံပါဘူး PI မကွေးကတာဝန်ရှိသူတွေကစီစဉ်ပေးထားတဲ့ KPay WePay NUG SDB Time Bank Singapore Pay Now တခြားဟို US ကလွှဲမဲ့ဆိုရင်လွှဲမဲ့ဈေးရောပါလို့အဲ့ဒီအကောင့်တွေအကုန်လုံးကို PI မကွေးဘက်ကပဲတာဝန်ယူပြီးတော့စီစဉ်ထားပါတယ်ပါဝင်ကြပါရဲဘော်တွေအတွက် uniform အယောက်တရာစားအတွက်ရှာပါမယ်အဲဒီနေ့ကစပါပြီကျွန်တော်တို့လကုံလောက်ထိမျောမှတ်ထားပါတယ်လမကုံခင်ပြည့်သွားပြီဆိုရင်လည်းကျွန်တော်နောက်တစ်ဖွဲ့အတွက်တန်းစီနေပါတယ်နောက်မှနောက်မှဖွဲ့တွေတလားပိုင်းကုံတဲ့အထိတန်းစီထားတဲ့ဖွဲ့တွေရှိပါတယ်အဲ့တော့တကယ်လိုအပ်နေတာပါဒါကြောင့်မလို့ကျွန်တော်တို့အားအင်နဲ့စုစုစည်းစည်းနဲ့ဖြည့်ဆည်းကြပါမယ်ထပ်ပြီးတော့အဘိုးစကားတွေမပြောတော့ပါဘူးလက်တွေပြသကြပါမယ်